င်္ဂါပါရှင်ကျွန်မတစင်ပါဒီနေ့အော်တိုဗလာ24ရက်နေ့အတွက် People's Pain ရဲ့ညနေခင်းသတင်းလေးကိုတင်ဆက်ပေးသွားပါမယ်။မြောက်ဦးမှာ GPS တပ်ဆင်ထားတဲ့ငှက်တကောင်ဖမ်းမိတဲ့တဲ့။ကမ်ပလတ်စစ်ဦးစီးချုပ်မင်္ဂလာပွဲလေကြောင်းတက်ခိုက်ခံရမှု၃ရောက်ထပ်မနေသိဆုံးတဲ့တဲ့။နမတူနဲ့မန်တော်မျိုးစီစစ်ကောင်စစ်တပ်ဦးတီစစ်ကြောင်းထိုးနေတဲ့တဲ့နဲ့။အားလုံးပါဝင်တဲ့ရွေးကောက်ပွဲကိုသာအာဆီယံနိုင်ငံကြ ాయి ဝင်ကြီးတွေအလို့ရှိတဲ့တဲ့။ဒီတဲ့နဲ့ကိုနားဆင်ရမှာဖြစ်ပါရဲ့ရှင်။ ရခိုင်ပြည်နယ်မြောက်ဦးမြို့မှာ GPS တပ်ထားတဲ့ငှက်တကောင်ကိုဒေသခံတွေကဖမ်းမိခဲ့ပြီးအရခတတော် AA တာဝန်ရှိသူတွေထံအံ့နံခဲ့တယ်လို့သိရပါတယ်။မြောက်ဦးမြို့နယ်ဘောင်းထွရအနီးမှာအော်တိုဘလပထမပတ်တွင် ဖမ်းမိခဲ့တယ်လို့မြို့ခံတရင်ရင်မြက်ကပြောပါတယ်။ဘလို့ငှက်အမျိုးအစားဆိုတာနဲ့ငှက်ရဲ့ခနာကိုမှတက်ဆင်ထားတဲ့စက်ကရီယာကဘလို့အသုံးပြုတယ်ဆိုတာကိုမသိရသေးပါဘူး။ငှက်ရဲ့ခနာကိုမှစကားပြောဆက်အတန်ဖမ်းဆက်လို့ကရိယာတွေတက်ဆင်ထားတာတွေ့ရတယ်လို့ ရခိုင်ဒေသအတွင်းသတင်းထောက်သူကလူမှုကွန်ရက်မှာရေးသားထားပါတယ်။တဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားတွေငှက်ချစ်သူတွေကငှက်တွေရဲ့ဘဝစက်ကြောင်းနဲ့အလှူရှားသွားလာမှုကိုသိနိုင်ဖို့ငှက်တွေရဲ့ခန္ဓာကိုယ်မှာ GPS တွေတပ်ဆင်ပြီးလေ့လာလေ့ရှိကြပါတယ်။အဒီကနေငှက်တွေရဲ့ရွှေပြောင်းသွားလာပုံ၊ကျက်စားနေထိုင်ရာနေရာတွေ၊သက်တမ်းနဲ့အမှုအချက်၊နည်းမြေအလိုက်ကျက်စားမှုအစာရှာဖွေမှုပုံစံတွေကိုလေ့လာကြတာပါ။ခြေရာခံနိုင်တဲ့အခါရရှိလာတဲ့အချက်အလက်တွေကနေမျိုးတုံးမှုအနေရရှိတဲ့မျိုးစိတ်တွေကိုဘယ်လိုကာကွယ်ရမလဲ သူတို့ရဲ့ကြက်စားရနေရာတွေကိုဘလို့ပုံမကောင်းမွန်အောင်ထိန်းသိမ်းရမယ်ဆိုတဲ့အစီအမံတွေချမှတ်နိုင်တယ်လို့ငှက်တွေအကြောင်းလေးလာသူကပြောပါတယ်။ GPS နဲ့စက်ကရီယာတက်စင်တဲ့အခါမှာငှက်ရဲ့ခြေထောက်မှာတကောင်ချင်းစီအတွက်ဒီးသန့်နံပါတ်ပါတဲ့တတုခွင်ဒါမှမဟုတ်ပလတ်စတစ်ခွင်တက်စင်ထားသလိုငှက်ရဲ့နောက်ကျော်မှာကြောပေါ်အိတ်လေးလိုမျိုးခြေနှောင်တက်စင်ပေးထားတာပါ။ဒါတွေကငှက်ရဲ့တိကျတဲ့လမ်းကြောင်းအရှိန်နှုံးအမြင့်ပေစတဲ့အချက်လက်တွေကို ဂျိုဒုဒါမှမဟုတ်ဆက်လက်ခံတဲ့နေရာကိုပေးဖို့ပေးတယ်လို့သိရပါတယ်။ဒီပစ္စည်းတွေဟာငှက်ရဲ့ခန္ဓာကိုယ်အလေးချိန်ရဲ့၄00ခန့်နှုန်းထက်မပိုအောင်ပြုလုပ်ထားပြီးငှက်ရဲ့ပြန်သန်းမှုနဲ့နေထိုင်မှုအပေါ်တက်ရောက်မှုအနည်းဆုံးဖြစ်အောင်ဒီဇိုင်းထုတ်ထားတာလို့ငှက်ချက်သူတူကအရှင်းပြပါတယ်။မြောက်ဦးမျိုးဟာအေးအေးထိန်းချုပ်ထားတဲ့မြို့ဖြစ်ပြီးစစ်ကောင်စီကလေယာဉ်နဲ့ကင်းထောက်တာ drone အသုံးပြုကင်းထောက်တာတွေရှိနေလို့အခုတွေ့တဲ့ငှက်ကိုလည်းကင်းထောက်ငှက်ဖြစ်မှာကိုဒေသခံတွေကအစိုးရင်ခဲ့ကြပါတယ်။ပြီးခဲ့တဲ့ဩဂတ်လ25ရက်ညက မြောက်ဦးမြို့ဒိုင်းကြီးရောက်ကအလူအင်ကိုစစ်ကောင်စီကလေကြောင်းကနေဖုံးကျဲလို့ကလေးငယ်တွေအပေါင်းဝင်15ရောက်တိတ်ဆုံးပြီး18ရောက်ဒဏ်ရာရရှိခဲ့ပါတယ်ရှင်။ရှင်းတီတာကကွေတက် City of Campbellat စစ်ဦးတီချုပ်ဆလိုင်းအောင်လင်းရဲ့မင်္ဂလာပွဲကိုအာနာသိန်းစစ်တပ်ကဒီနေ့မနက်ပိုင်းမှာလေကြောင်းတက်ခိုက်ခဲ့လို့ရဲမေတရာအပေါင်းဝင်3ရောက်ထပ်မံတိတ်ဆုံးပြီးဒဏ်ရာရသူတွေရှိတယ်လို့ဒေသသတင်းရေးမြစ်တွေကပြောပါတယ်။ရှင်းပြည်နယ်ကမ်ဘလတ်မြို့ကိုစစ်ကောင်စီကဒီနေ့မနက်9:00ကျော်မှာလေကြောင်းတက်ခိုက်ခဲ့တာပါ။ လေကြောင်းတက်ခတ်မှုကြောင့်စစ်ဦးစီးချုပ်စလိုက်အောင်လိန်ထိခိုက်မှုရှိမရှိအခြေအနေကိုမသိရသေးဘူးလို့အခြားသတင်းရွက်တူကပြောပါတယ်။အာနာသိန်းစကောင်စီတက်ဟာမင်္ဂလာပွဲဖိတ်ဆောင်မှာပါတဲ့မင်္ဂလာပွဲကျင်းပမဲ့နေရာကိုအချိန်အတိအကျလေကြောင်းတက်ခိုက်လာတာလို့သတင်းရင်းမြစ်ကပြောပါတယ်။မင်္ဂလာပွဲဖိတ်ဆောင်ကိုကံပလတ်ဒေသအတွင်းသာမကပဲဆက်ဆက်နေမြေဒေသတွေစီကိုပါဖိတ်ကြားတာရှိတယ်လို့သိရကြောင်းသတင်းရင်းမြစ်ကပြောပြပါတယ်။ CDF ကံပလတ်ကတော့လေကြောင်းတက်ခိုက်ခံရမှုအခြေအနေကိုသတင်းထုတ်ပြန်တာမျိုးမရှိသေးပါဘူး။ စစ်ကောင်စီအားချင်းပြည်နယ်ကမြို့နယ်တွေအပေါင်းဝင်နိုင်ငံတော်အရက်သားပြည်သူတွေနေထိုင်ရာနေရာတွေစာတင်ကြောင်းဖုန်ကြီးကြောင်းတွေကိုလေကြောင်းတက်ခိုက်တာတွေဇက်တိုက်လုဆောင်နေတဲ့အချိန်မှာအခုလိုမျိုးမင်္ဂလာပွဲကျင်းပမယ့်နေရာအချိန်တွေပေါဝင်တဲ့ဖိတ်ကြားစာတွေဝေပြီးမင်္ဂလာပွဲကျင်းပတာမျိုးမပြုလို့တင်ဘူးလို့ဒေသတရံရင်မြို့တွေကပြောပါတယ်ဒီလိုလောက်ရဟာစစ်တပ်ရဲ့လေကြောင်းရံကိုဖိတ်ခေါ်တယ်လို့ဖြစ်တယ်လို့လည်းသူကပြောပါတယ်စစ်ကောင်စီရဲ့လေကြောင်းတက်ခိုက်မှုနဲ့ပတ်သက်ပြီးမေးမြန်းဖို့ ကံပတ်လက်ဒေသကာကွယ်ရေးအဖွဲ့တာဝန်ရှိသူအချို့တန်းဆက်သွယ်ထားဆဲဖြစ်ပါတယ်။ကံပတ်လက်မြို့ဟာချင်းညနာအဖွဲ့ဝင်ချင်းဒေသကာကွယ်ရေးတပ် CDF ကံပတ်လက်ထိန်းချုပ်ထားတာဖြစ်ပါတယ်။၂၀24ဒီဇင်ဘာမှာချင်းညနာမဟာမိတ်တွေကမင်းတပ်မြို့ကိုတက်ခိုက်သိမ်းပိုက်လိုက်တဲ့နေ့မှာပဲကံပတ်လက်ကအစစ်ကောင်စီတပ်တွေမြို့ကိုဆွန့်ခွာသွားလို့ချင်းညနာကသိမ်းနိုင်ခဲ့တာဖြစ်ပါတယ်ရှင်။တီဘောမြို့ကိုပြင်ရခဲ့တဲ့စစ်ကောင်စီတပ်ကနမတူနဲ့မန်တော်မြို့စီစစ်ကြောင်းထုတ်နေပြီးလေကြောင်းကနေလည်းဘုံကျဲတက်ခိုက်နေတယ်လို့ဒေသခံတွေကပြောပါတယ်။ စကောင်စီတပ်ကဒီဘောမျိုးကိုအော်တိုဘလ15ရက်ကသိမ်းယူနိုင်ခဲ့တာပါဒီဘောမျိုးကိုတက်ခိုက်နေစဉ်နံမတူနဲ့အမန်တော်မျိုးတွေကိုလည်းဘုံကျဲခဲ့တယ်လို့အော်တိုဘ23ရက်မနေ့ညကလည်းနံမတူမျိုးဘော်ကိုဘုံကျဲခဲ့တယ်လို့အဲ့ဒီမျိုးဒေသခံတွေကပြောပါတယ်နံမတူမျိုးခံအမျိုးသမီးတဦးကစကောင်စီတပ်ဟာတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲဘုံကျဲနေကြောင်းနဲ့လမ်းတွေလည်းပိတ်နေလို့ဘဲမှထွက်လို့မရကြောင်းပြောပါတယ်မနေ့ညပိုင်းကနံမတူမျိုးနံမတူချောင်းတောင်ဘက်ကန်းက တက်တလရက်ကွက်ကအလောက်ခွင်တင်နန်းချောင်းဘက်ကိုစစ်ကောင်စီကအလေချောင်းကနေဖုံးကျဲခဲ့တယ်လို့ရန်လနကိုင်တပ်ဖွဲ့ SSPP ကထုတ်ပြန်ထားပါတယ်။နံပါတ်မျိုးကိုဦးတည်လာတဲ့စစ်ကောင်စီစစ်ကြောင်းတွေဟာအော်တိုဘာ21ရက်ညနေမှာတီဘောနဲ့နံပါတ်မျိုးနဲ့အဆက်ကအမိုးတီကြီးရွာအနီးကမိုးတီတရားထိရောက်ရှိလာပြီးတန်အန်တမတော် TNL နဲ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ SSPP ကသတင်းထုတ်ပြန်ထားတာပါ။ဒါကြောင့်စစ်ကြောင်းအချို့ဟာမန်တော်မြို့ဘက်ကိုလည်းဥတည်နေပြီးစစ်ကြောင်းထုတ်ဖို့လုပ်နေတယ်လို့မြို့ခန်တွေကပြောပါတယ် တော်လင်းအင်အားစုတွေထိန်းချုပ်ထားတဲ့မြို့တွေကိုစစ်ကောင်စီကလေကြောင်းကနေအပြင်းအထန်ဘုံကျဲပြီးမှမြေပြင်စစ်ကြောင်းတွေဝင်လာကြောင်းနမတူနဲ့အမန်တော်မြို့ကဒေသခံတွေစိုးရိမ်နေကြတာပါ DNL ထိန်းချုပ်ထားတဲ့မြို့တွေကိုစစ်ကောင်စီတပ်ကလေကြောင်းကနေနေစဉ်ဘုံကျဲနေပြီးအော်တိုဗလာတရက်ကနေအော်တိုဗလာ24ရက်ထိစစ်ကောင်စီရဲ့လေကြောင်းတက်ခတ်မှုတွေကြောင်းအရက်သားအယောက်40သေဆုံးပြီး40ကျော်ဒဏ်ရာရရှိခဲ့ပါတယ်ရှင်မြန်မာနိုင်ငံမှာလူတို့ချို့သားပါဝင်နိုင်တဲ့ရွေးကောက်ပွဲကို အာဆီယံနိုင်ငံဂျာယီဝန်ကြီးတွေကမလိုလားကြောင်းမလေးရှားနိုင်ငံဂျာယီဝန်ကြီးကပြောပါတယ်။အာဆီယံထိပ်သီးညီလာခံမစတင်ပြီးကျင်းပခဲ့တဲ့အာဆီယံနိုင်ငံဂျာယီဝန်ကြီးများအစည်းအဝေးအပြီးအလစ်ကြဥက္ကဋ္ဌနိုင်ငံမလေးရှားနိုင်ငံဂျာယီဝန်ကြီးမိုဟာမက်ဟာဆန်ကပြောဆိုခဲ့တာပါ။အာဆီယံအနေနဲ့ဒီဇင်ဘာမှာကျင်းပမယ်ဆိုတဲ့အစ်စ်ကောင်စီရဲ့ရွေးကောက်ပွဲကိုဒါဆီနိုင်ခြင်းမရှိပေမဲ့အာဆီယံနိုင်ငံဂျာယီဝန်ကြီးတွေဟာအဲ့ဒီရွေးကောက်ပွဲကိုလွတ်လပ်မျှတပြီးအားလုံးပါဝင်နိုင်တဲ့ရွေးကောက်ပွဲဖြစ်စေလိုကြောင်းမစ္စတာမိုဟာမက်ဟာဆန်ကပြောပါတယ်။ အော်တိုဗလာ26ရက်ကနေ28ရက်ထိ3ရက်ကြာကျင်းပမယ်။အာဆီယံထိပ်သီးညီလာခံမှာအာနာသိန်းစကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်တက်ရောက်ခွင့်မရသလိုစကောင်းစီနိုင်ငံသားရေးဝန်ကြီးနဲ့အာဆီယံနိုင်ငံသားရေးဝန်ကြီးများအစည်းအဝေးမှာတက်ရောက်ခွင့်မရခဲ့ပါဘူး။စကောင်းစီကနိုင်ငံသားရေးဝန်ကြီးဌာနအမြဲတမ်းအတွင်းဝန်ဦးဟောက်ခန်းစုံးကိုဆက်လွတ်ထားတာတွေ့ရပါတယ်။အာနာသိန်းစကောင်းစီအနေနဲ့အာဆီယံခေါင်းဆောင်တွေသဘောတူချမှတ်ထားတဲ့ဒူညီဆန္ဒ9ရပ်ကိုအပြည့်အဝအကောင့်ထက်ဖော်နိုင်ခြင်းမရှိတာကြောင့် မြန်မာနိုင်ငံကိုယ်စားလှယ်အဖြစ်နိုင်ငံရေးနဲ့သက်ဆိုင်ခြင်းမရှိတဲ့ကိုယ်စားလှယ်ကိုယ်တော်ထိပ်သီးညီလာခံတဲ့နိုင်ငံသားရေးဝန်ကြီးအဆင့်အစည်းအဝေးတွေမှာတက်ရောက်ခွင့်ပြုထားခဲ့ပါတယ်။စကောင်းဆောင်မင်းအောင်လှိုင်ဟာအာနာသိမ့်ပြီးကစား2021ဧပြီမှာအာဆီယံခေါင်းဆောင်တွေအားလုံးနဲ့တွေ့ဆုံဆွေးနွေးခွင့်ရတာနောက်ဆုံးဖြစ်ခဲ့ပြီး2021နှောင်းပိုင်းကစလို့ထိပ်သီးညီလာခံ၉ချိန်တက်မနဲ့တက်ရောက်ခွင့်မရရှိခဲ့ပါဘူး။ဒီနေ့ကျင်းပတဲ့အာဆီယံနိုင်ငံသားရေးဝန်ကြီးများအစည်းအဝေးအပြီးမှာ မလေးရှားနိုင်ငံသားရေးဝန်ကြီးကအာဆီယံရဲ့မြန်မာပြည်ငြိမ်းချမ်းရေးအစီအစဉ်တွင်ညီဆန္ဒ900ဟာအကောင့်ထဲပို့ဖို့ခက်ခဲတဲ့အရာ မဟုတ်ဘူးလို့ပြောကြားသွားခဲ့ပါတယ်။စကောင်စီအနေနဲ့အာဆီယံတွင်ညီဆန္ဒ900ကိုလိုက်နာကျင့်သုံးသင့်တယ်လို့လည်းမစ္စတာမိုဟာမက်ဟာဆန်ကတိုက်တွန်းခဲ့ပါတယ်ရှင်။ People's Spin ရဲ့နောက်ဆုံးရညနေခင်းပြည်တွင်းသတင်းတွေကိုတင်ဆက်ပေးသွားခဲ့တာဖြစ်ပါတယ်ရှင်။